ယူနိုက်တက်တို့အန်ဘူမိုရဲ့ပြောင်းရွှေ့ကနေဘာကြောင့်နောက်ဆုတ်လိုက်တင်တယ်အားလုံးပဲမြင်လာပါမန်ချက်စတာဖော့စ်ကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါရင်မန်ချက်စတာနိုင်တက်အသင်းရဲ့ကနဝင်တိုင်းစစ်ကစားမှာအန်ဘူမိုအတွက်ပထမအကြိမ်ကမ်းလှမ်းမှုကိုဘရန်ဖို့အသင်းဘက်ကပင်ချသွားခဲ့ပါရင်ယူနိုက်တက်ကတော့ဘရန်ဖို့အသင်းဘက်ကိုအန်ဘူမိုအတွက်အပိုစုကြီးတွေအပါအဝင်ပြောင်းရွှေ့ခြင်းပေါင်55တန်းနဲ့ကမ်းလှမ်းခဲ့တာပါယူနိုက်တက်ဘက်ကကန်လန်လိုက်တဲ့ပမာဏကတော့မနည်းဘူးလို့ပဲပြောရမှာပါ။အန်ဘူမိုကဘင်းစစ်အသင်းကလည်းမဟုတ်တော့အင်္ဂလန်သားလည်းဟုတ်မနေပါဘူး။သူရဲ့စွမ်းဆောင်ရည်နဲ့ညီမျှတဲ့ပြောင်းရွှေ့ခြင်းတည်းနဲ့ယူနိုက်တက်ကကန်လန်ခဲ့တာပါ။ ဒါပေမဲ့ Brandford အသင်းကတော့သူတို့ရဲ့ခြေဝင်ကစားမကိုပြောင်းရွှေ့ခြင်းပေါင်းတန်း80လောက်ထိတတ်မှတ်ထားပါတယ်။လက်ရှိ United ဘက်ကကမ်းလှမ်းလာတဲ့ပမာဏနဲ့ဆိုရင်ပြောင်းရွှေ့ခြင်းကပေါင်း15တန်းနီကျော်ဟာနေပါတယ်။ ပေါင်59တန်းဆိုတာ United အတွက်အများပြတဲ့ဘာနာတစ်ခုမဟုတ်ပေမဲ့ MMO တဲ့တောင်းတလောက်ပေးလိုက်မယ်ဆိုရင်ဒါအသင်းတွေကပါတောင်းလာကြပါပါဒါကြောင့်မလို့ဒီအပြောင်းရွှေ့တွေမဟုတ်ပဲ United ရဲ့နောက်ထပ်အပြောင်းရွှေ့တွေကိုပါထိခိုက်လာနိုင်ပါတယ်ဒါကြောင့်မလို့ United အနေနဲ့မတန်ဆဈေးတောင်းနေတဲ့အပြောင်းရွှေ့ကနေလက်ရှောင်သင်ပါတယ်တရားတန်ကြီးမဟုတ်ပဲမတန်ဆဈေးတောင်းနေဆိုရင် United ဟာလက်ရှောင်တက်တဲ့ဆိုတဲ့အကြောင်းဒါအသင်းတွေလည်းနမူနာပြပေးသင်ပါတယ်ဒါမှမဟုတ် United ရဲ့အပြောင်းရွှေ့ပြူဟာကအလုပ်ဖြစ်မှာပါ MMO ကပြီးခဲ့တဲ့ရာသီမှာ Premier League 90အတွင်းမှာခြေစွမ်းပြလာတာမှန်ပေမဲ့အချိန်လေးကိုကြည့်ပြီးနောက်ဆုံးသင်ဆွဲရမှာပါ ဒီနေ့တင်ဆက်မှုကတော့လောက်ပါပဲနောက်ဆုံးရ United နဲ့ပတ်သက်တဲ့အားကစားသတင်းတွေပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖွယ်ရာအကြောင်းတွေကိုတင်ဆက်ပေးမှဖြစ်လို့ page ကို like and follow လုပ်ပြီး video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ